င်္ဂလာပါရှင်။ရန်ကုန်ခေတ်သစ်ရဲ့နေ့လယ်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်။ပြည်သူကိုတပ်ဖြတ်နေတဲ့မင်းအောင်လိုင်ကတိုင်းပြည်ပကတိအခြေအနေမှာအမြင်မကျေမှုနဲ့ပညာရေးအားနည်းချက်ကြောင့်လို့ထပ်မံလိန်လေပြောဆိုနေပြန်ပါတယ်။တဲ့တုံးမျိုးကိုစစ်တပ်ကလေရင်နဲ့ဘုံကျဲတာကြောင့် ပြည်သူ၈ဦးသေဆုံးပြီးပြင်းထန်ဒဏ်ရာရရှိသူတွေရှိကအဲ့ဒီထဲမှာတော့ကြောင်းပြန်လာတဲ့ကလေးငယ်၂ဦးပါဝင်ပြီးအသက်အန္တရာယ်စိုးရင်ရတဲ့ဆိုတဲ့သတင်းပါဝင်နေ့လည်ကြီးသတင်းတွေကိုတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မြန်မာနိုင်ငံတဝမ်းပြည်သူတွေကိုလေကြောင်းတိုက်ခိုက်မှုတွေပါဝင်ပုံစံမျိုးစုံနဲ့တပ်ဖြတ်နေတဲ့အကြမ်းဖက်မင်းအောင်လှိုင်က တိုင်းပြည်ရဲ့ပကတိအခြေအနေမှာအမြင်မကျေမှုနဲ့ပညာရေးအားနည်းချက်ကြောင့်ဖြစ်တယ်လို့အပြစ်တင်ပြောဆိုပြန်ပါတယ်။မနေ့ကရုရှားနိုင်ငံကနေမြန်မာနိုင်ငံကိုအပြန်လင်းရင်ပေါ်မှာစစ်တပ်လက်အောက်ခံဝါဒဖြန့်သတင်းမီဒီယာတွေကို သူကအဲ့လိုပြောဆိုလိုက်တာပါ။မြန်မာနိုင်ငံမှာနိုင်ငံရေးသဘောထားကွဲလွဲမှုတွေကို အမြင်ကျေကျေနဲ့လှုပ်ဖို့လိုအပ်ပြီးနိုင်ငံရေးဘာသာရေးနဲ့တိုင်းရင်းသားရေးအရာတချို့ပြောဆိုနေတာတွေဟာအားနည်းချက်တွေရှိနေတာကြောင့် အမြင်ကြဲကြဲပြောဆိုလုပ်ကမ်းရင်ပိုကောင်းနိုင်တယ်လို့မင်းအောင်လည်းကအခုလိုပြောပါရယ်နိုင်ငံကြီးရဘာသာကြီးရတိုင်းသားကြီးရဒီတချို့ပြောဆိုကြတာလေးတွေပေါ့လေပြောဆိုကြတာလေးတွေကကျွန်တော်တို့ဒီတဲ့ပို့ပြီးတော့အမြင်ကြဲကြဲနဲ့ပြောဆိုလုပ်ကမ်းလို့ဆိုပိုကောင်းမယ်လို့ကျွန်တော်တို့မြင်ပါတယ်တစ်ဖက်ကတည်းကကျွန်တော်တို့တွေကျိုးစားအထုမှုလည်းလိုတယ်ကျိုးစားအထုမှုနှစ်ပိုင်းပေါ်တော့အခုကတော့ဗာလဲဆိုတော့ပညာသင်ကြားရေးပိုင်းကိုတော့ကျွန်တော်တို့သွားတယ်ဒါတော့ငင်းပယ်လို့မရဘူးတကယ်တမ်းပြီမှာဖြစ်ဖြစ်နေတဲ့ အခြေအနေရဆိုရင်ပညာရေးအားနည်းချက်ရှိနေတယ်ပြလို့ရပါဒါအပြင်လက်ရှိတိုင်းပြည်အခြေအနေကြုံနေရတာကပညာရေးအားနည်းချက်ကြောင့်ဖြစ်တယ်လို့မင်းအောင်လိုင်းကစက်ပြောပါရယ်။အကြမ်းဖက်မင်းအောင်လိုင်းကစစ်တပ်ကပြုလုပ်မဲ့ရွေးကောက်ပွဲကိုပူးပေါင်းဆောင်ရွက်ကြဖို့နဲ့ပါတီစုံဒီမိုကရေစီအမှန်တကယ်လိုချင်မှာကစန့်ကျင်မှုကန္နကောစလုံးမနေပေပူးပေါင်းဆောင်ရွက်ရလိမ့်မယ်လို့မကြာခဏဆိုသလိုစစ်တပ်လက်အောက်ခံဝါဒဖြန့်မီဒီယာတွေကနေတဆင့်ထုတ်ပေါ်ပြောဆိုထားပါရဲ့ရှင်။ မင်းအောင်လိုင်းကလက်ရှိတိုင်းပြည်အခြေအနေကြုံနေရတာကပညာရေးအားနည်းချက်ကြောင့်လို့ပြောနေပေမဲ့တစ်ဖက်မှာတော့ကလင်းငယ်တွေကိုပါမချမ်းဘုံကျဲတက်ဖြတ်နေပါတယ်။ကချင်းပြည်နယ်ဝိုင်းမော်မြို့နယ်စတုံးမြို့ကိုအကြမ်းဖက်စစ်တပ်ကလင်းရင်နဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ကျောင်းကပြန်လာတဲ့ကလင်းငယ်နှုတ်အပါဝင်ပြည်သူရှေးဦးသေးဆုံးခဲ့ပြီးပြင်းထန်ဒဏ်ရာရရှိသူတွေကကလင်းငယ်နှုတ်ဟာအသက်အန္တရာယ်စိုးရိမ်နေရတယ်လို့ဒေသပြည်သူတွေက ရန်ကုန်ခေတ်စ်ကိုပြောပါရယ်။မနေ့ကစနေမာလ26ရက်နေ့နေ့လယ်ပိုင်းမှာ အကြမ်းမဲ့စစ်တပ်ကတိုက်ပွဲမဖြစ်ပွားပဲစတုံးမျိုးကိုလေရင်တွေနဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အဲ့ဒီမြကြီးနားမျိုးလေတပ်စခန်းကနေတက်လာတဲ့တိုက်လေရင်တွေဘုံကျဲချိန်မှာခလင်းငယ်တွေကြောင်းစင်းချိန်ဖြစ်တာကြောင့်ចောင်းသားចောင်းသူတွေနဲ့ပြည်သူတွေထိခိုက်ဒေဆုံးမှုများပြားခဲ့ပါတယ်။အဲ့ဒီတည်းမှာခလင်းငယ်နှစ်ဦးအပါအဝင်ပြည်သူရှင်းဦးဒေဆုံးခဲ့ရတဲ့အပြင်ဒဏ်ရာအပြင်းထန်ရရှိသူတွေထဲမှာចောင်းကနေပြန်လာတဲ့ခလင်းငယ်နှစ်ဦးလည်းပါဝင်ပြီးအသက်အန္တရာယ်ဆိုးရင်ရတယ်လို့သိရပါတယ်။ စစ်တပ်ရဲ့ဘုံကျဲမှုကြောင့်တင်ဆုံးသူပြည်သူ၈ဦးမှာဥမာမူလေဒေါ်မီတုံတိန်လွင်မတ်စန္ဒာဥဟာရဥဟာရဥဟာရရဲ့သားခလေးငယ်တဦးအမိမသိပြည်သူတဦးတို့ဖြစ်ကောင်းနှစ်ချင်းအသိန်းနောက်ဆရာဦးစဝန်တော်ဥအယုံနဲ့ခလေးငယ်နှစ်ဦးအပါအဝင်ပြည်သူ9ယောက်ပြေးထန်တန်ရာရခဲ့ပါတယ်အကြမ်းဖက်စစ်တပ်ကကချင်ပြည်နယ်ကို UDP လေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်လာကောင် မြေပြင်မှာလည်းဖားကန်ဝိုင်းမော်တို့မှစစ်ကြောင်းထိုးတာတွေတိုးမြင့်လှုပ်ဆောင်လာနေပါတယ်ရှင်ဆလတ်တင်ဆက်ပေးမဲ့သတင်းကတော့အာနာသိစစ်ကောင်စီရဲ့ရွေးကောက်ပွဲဟာကရင်ပြည်နယ်နဲ့လူတို့ရဲ့ဘဝကိုအေးချမ်းတည်ငြိမ်အောင်ဖန်တီးပေးနိုင်မယ်လို့ယူဆတဲ့အတွက်ဆိုပြီးရွေးကောက်ပွဲကိုကာကွယ်ပေးသွားမယ်လို့ကရင်လက်နက်ကိုင် ဖွဲ့သုံးဘွဲကပူးတွဲသဘောထားကြေညာချက် ထုတ်ပြန်ပါတယ်။ကရင်နယ်ခြားစောင့်တပ် BGF ကရင်ငြိမ်းချမ်းရေးကောင်စီ KNU KNLAPC နဲ့ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော် DKP ရဲ့အဖွဲ့သုံးဘွဲ့ကထိပ်ပိုင်းခေါင်းဆောင်တွေအားမနေ့ကစက်တင်ဘာလ28ရက်နေ့မှာမြဝတီမြို့နယ်မှာရှိတဲ့ BGF အမတ်နဲ့တပ်နယ်ဌာနချုပ်ဖြစ်တဲ့တိတ်ကတ်တေကြီးရွာမှာတွေ့ဆုံပွဲပြုလုပ်ပြီးနောက်ပူးတွဲကြေညာချက်ထုတ်လာတာပါအဲ့ဒီသုံးဘွဲ့မှာ BGF ကစစ်တပ်လက်အောက်ခံဖြစ်ပြီး DKP နဲ့ KNU KNLAPC တို့က တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ်လက်မှတ်ထိုးထားတဲ့အဖွဲ့တွေဖြစ်ပါတယ်။ပူးတွဲကြေညာချက်မှာတော့စစ်ကောင်စီရဲ့ရွေးကောက်ပွဲကနိုင်ငံတည်ငြိမ်ရေးနဲ့ဖွံ့ဖြိုးရေးကိုဖော်ဆောင်နိုင်လိမ့်မယ်လို့ဆိုထားပါတယ်။ရွေးကောက်ပွဲမထီးခိုက်အောင်လဲကာကွယ်ဆောက်ရှောက်သွားမယ်လို့ကြေညာချက်မှာဆိုထားပါသေးတယ်။လက်ရှိကရင်ပြည်နယ်တွေကတိုက်ပွဲတွေမှာစစ်ကောင်စီတပ်နဲ့အတူကရင်နယ်ခြားစောက်တပ် BGF တပ်ဖွဲ့ဝင်တွေပါဝင်ကူညီတိုက်ခိုက်ပေးနေတယ်လို့တော်လန်ရေးသတင်းရေးမြစ်တချို့ရဲ့ပြောပြချက်အရသိရပါဗျ။ ကရင်ပြည်နယ်မှာအင်အားအကောင်းဆုံးနဲ့ခရီးဆက်ဆက်ပြည်သူနဲ့အတူရက်တည်ပြီးဆရာနာရှင်တွေကိုတော်လှန်ခဲ့တဲ့ကရင်အမျိုးသားစီယုတ် KNU ဥက္ကဋ္ဌကစစ်တပ်ရွေးကောက်ပွဲမကျင်းပနိုင်အောင် အမျိုးသားရေးတာဝန်တရက်အနေနဲ့ကရင်လူမျိုးတိုင်းကစောင့်ရကြရမယ်လို့ပြောကြားထားပါတယ်။ဒါအပြင် KNU ရဲ့တပ်မအသီးသီးကလည်းစိုးမိုးဒေသတွေမှာစစ်တပ်ရွေးကောက်ပွဲကျင်းပခွင့်မပြုကြောင်းထုတ်ပြန်ထားပါတယ်ရှင်။စကိုင်းနယ်ဘက်ကသတင်းတွေကိုတင်ဆက်ပေးပါမယ်။ စကားနာရေဦးမြို့နယ်ဖန်းသားစင်ရွာဖုံကြီးကျောင်းနဲ့ဒဇယ်မြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုအကြမ်းဖက်စစ်တပ်ကဂျိုင်ရိုကော်ပတာ၃စီးနဲ့၄ချိန်ပုံကျဲတိုက်ခိုက်ခဲ့ရာကြောင်းပြည်သူတွေထိခိုက်သေးဆုံးမှုရှိတယ်လို့ရေဦးအနောက်ခြမ်းသတင်းတာဝန်ခံထူးကန်စော်အမေသားကရန်ကုန်ခေတ်စ်ကိုပြောပါရယ်မနေ့ကစတင်မာလာ၂၉ရက်နေ့နေ့လယ်၂နာရီကျော်ခန့်ကနေစတင်ပြီးအကြမ်းဖက်စစ်တပ်ကရေဦးမြို့နယ်ဖန်းသားစင်ရွာဖုံကြီးကျောင်းအပါအဝင်ဒဇယ်မြို့နယ်မှာရှိတဲ့ကျေးရွာတွေကိုဂျိုင်ရိုကော်ပတာ၃စီးနဲ့ လေးချိန်ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကြမ်းဖက်စစ်တပ်ရဲ့ပုံကျဲတိုက်ခိုက်မှုအတွင်းမှာပြည်သူတွေထိခိုက်သေးဆုံးမှုရှိပြီးဖန်နာစင်ရွာဖုံးကြီးကျောင်းလေးကျောင်းတိုက်ခိုက်မှုအတွင်းမှာလည်းအမျိုးသမီးတဦးထိခိုက်သေးဆုံးတယ်လို့ကနဦးသိရပါတယ်။လက်ရှိချိန်မှာတော့ရေဦးမြို့နယ်နဲ့ဒဇယ်မြို့နယ်ဆက်မှာရှိတဲ့ပြည်သူတွေဟာဘေးလွရာကိုထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ အကြမ်းဖက်စစ်တပ်ရဲ့ဂျိုင်းဟီကော်ပတာ3စီးဟာစတေမာလာ22ရက်နေ့မှာမိထီလာ ရှန်တဲလီတက်ကနေနာမခါကိုရောက်ရှိလာပြီးတဲ့နောက်ရေဦးမြို့နယ်နဲ့ဒဇယ်မြို့နယ်အတွင်းကိုစတင်တိုက်ခိုက်မှုတွေလှုပ်ဆောင်လာတာကြောင့်နာမခါအနီးမှာရှိတဲ့မုံရွာမြို့နယ်ချောင်းဦးမြို့နယ်မြင်းမှုမြို့နယ်အရာတော်မြို့နယ်ဘူးတလင်မြို့နယ်ဒီပဲရင်မြို့နယ်ရေဦးမြို့နယ်ခင်ဦးမြို့နယ်ရွှေဘိုမြို့နယ်ဝက်လက်မြို့နယ်ကဏီမြို့နယ်မင်းကင်းမြို့နယ် ရင်းမာပင်မြို့နယ်စလင်းကြီးမြို့နယ်နဲ့ပလဲမြို့နယ်မှာရှိတဲ့ပြည်သူတွေနဲ့တော်လန်ရေးဖွဲ့တွေတတိပြုနေထိုင်ကြဖို့အတွက်ရေဦးနောက်ချမ်းတရင်တယ်ဝန်ကန်ထူးခန်းစော်အမေသားကဆက်လက်ပြောပါရရှင်။စကိုင်းနိုင်ဘက်ကတရင်တွေကိုဆက်ကြည့်အောင်ပါ။စကိုင်းနိုင်မုံရွာမြို့နယ်ကြောက်ကမြောက်ရွာကိုအကြမ်းဖက်စစ်တပ်ကဝင်ရောက်စီးနင်းပြီး ပြည်သူပိုင်ပစ္စည်းတွေကိုခိုးယူသွားတယ်လို့မုံရွာ road information mri ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်စ်ကိုပြောပါရယ်မနေ့ကစက်တင်ဘာလ26ရက်နေ့ကမုံရွာမြို့နယ်ကြောက်ကရွှေကူနီဖျားမှာအထိုင်ကျတပ်ဆွဲထားတဲ့အကြမ်းဖက်စစ်သားတွေကကြောက်ကမြောက်ရွာကိုဝင်းရောက်စီးနှင်းခဲ့ပြီးကြီးရွာအတွင်းမှာရှိတဲ့ပြည်သူပိုင်ပစ္စည်းတွေကိုစိတ်ကြိုက်ခိုးယူသွားတယ်လို့သိရပါရယ် အဲ့ဒီစစ်တပ်စစ်ကြောင်းကြောင့်လက်ရှိချိန်မှာကျေးရွာတွေပြည်သူ900ကျော်အားဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရပါတယ်။ဒါအပြင်အဲ့ဒီအကြမ်းဖက်စစ်တပ်စစ်ကြောင်းကရွှေကူနီဖျားမှာတက်ဆွဲပြီးအနီးအနားမှာရှိတဲ့ကျေးရွာတွေကိုစစ်ကြောင်းထိုးနေတာကြောင့်ကြောက်ကာမြောက်ရွာ၊ကြောက်ကာတောင်ရွာနဲ့ရင်းနံကုန်းတို့မှထောင်ထဲချီတဲ့ပြည်သူတွေဟာဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဩဂတ်စ၈ရက်နေ့ကနေစတင်ပြီးမုံရွာကြောက်ကလမ်းပိုက်မှာရှိတဲ့စီးပွားရေးတက္ကသိုလ်ကနေထွက်လာတဲ့ အင်အား150ပါစစ်ကြောင်းဟာကြောက်ကာရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာပြီးတဲ့နောက်ဒေါ်လာရေးတပ်ဖွဲ့တွေနဲ့တိုက်ပွဲအကြိမ်ကြိမ်ဖြစ်ပွားခဲ့ပါတယ်။အဲ့လိုတိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်စစ်တပ်ကမုံရွာအရာတော်လမ်းပိုက်မှာရှိတဲ့ကြောက်ကာရွာရွှေကူနီဖျားရွှေကူဖြူဖျားတို့မှာဂိတ်စခန်းဖွင့်ပြီးတက်ဆွဲထားတယ်လို့သိရပါတယ်ရှင်။တဘက်ကစကိုင်းနိုင်ဘက်မှာတော့စကိုင်းနိုင်စကိုင်းမြို့ပေါ်ရက်ွက်တွေနဲ့စစ်ရှောင်းတွေနေထိုင်တဲ့ဖုံးကြီးချောင်းကို အကြမ်းဖက်စစ်တပ်ကမနေ့ကညပိုင်းမှာတနက်ပစ်ဖောက်ပြီးဝင်ရောက်စီးနှင်းကလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးနေတယ်လို့ The Voice of Wallet Media ရဲ့တာဝန်ရှိသူတဦးကရန်ကုန်ခေတ်သစ်ကိုပြောပါရယ်။မနေ့ကစက်တင်ဘာလ29ရက်နေ့ညနေ6:00နာရီခန့်ကနေစတင်ပြီးအကြမ်းဖက်စစ်တပ်ကသခိုင်းမြို့ပေါ်မှာရှိတဲ့ချင်းစုရက်ွက်နဲ့အေးမြဝတီရက်ွက်တို့ကိုတနက်တွေပစ်ဖောက်ကဝင်ရောက်စီးနှင်းခဲ့ပြီးလူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးသွားတယ်လို့သိရပါရယ်။ ဒါအပြင်စကိုင်းတိုင်းတာယိုးကြီးအနောက်ချမ်းဘောဂရက်ငားရက်ကြီးနဲ့ဘောဂါတောင်မြောက်ရဲတို့ကိုလည်းအကြမ်းဖက်စစ်တပ်ကဝင်းရောက်စီးနှီးခဲ့ပြီးတနက်တွေပစ်ဖောက်ကလူငယ်တွေကိုထပ်မံပေါ်တာဆဲဖမ်းဆီးခဲ့ပါတယ်။အကြမ်းဖက်စစ်သားတွေဟာစကိုင်းမြို့အနောက်တာရက်မှာရှိတဲ့စစ်ဘေးရှောင်ပြည်သူတွေနေထိုင်တဲ့ဖုံးကြီးကျောင်းတချောင်းကိုလည်းဝင်းရောက်စီးနှီးခဲ့ပြီးကျောင်းတိုင် ဖုံးကြီးကိုလည်းစစ်ရှောင်တွေကိုဝင်ပြီးအာမခံမနေနဲ့စစ်ရှောင်တွေရှိတဲ့ကျောင်းလဲဝင်ဆွဲရင်ဆွဲမယ်ဆိုတာကိုပြောခဲ့တယ်လို့သိရပါတယ်။ လက်ရှိချိန်ထိပေါ်တာဆွဲဖမ်းဆီးခံရတဲ့လူငယ်အရေအတွက်ကိုအတိမပြုနိုင်သေးပဲအကြမ်းဖက်စစ်သားတွေနဲ့ပြူစောထီတွေကစကိုင်းမျိုးအနက်မှာအိမ်စည်းကားတွေနဲ့လက်လည်နေတယ်လို့သိရပါတယ်ရှင်။အခုနောက်ဆုံးတင်ဆက်ပေးမယ့်သတင်းကတော့မန္တလေးတိုင်းမြေကြံမြို့နယ်အညောင်ပင်ရွာကိုအကြမ်းဖက်စစ်တပ်ကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်တာကြောင့်ပြည်သူတို့ဦးသေဆုံးခဲ့တယ်လို့မြေကြံလူလူလှုပ်ရှားမှုကော်မတီကပြောပါရယ်။မနေ့ကစက်တင်ဘာလ26ရက်နေ့မနက်10:00နာရီခန့်မှာ မြင်းကြံမြို့နယ်ညောင်ပင်ရွာကိုအကြမ်းဖက်စစ်တပ်က drone နဲ့ပုံကျဲတိုက်ခိုက်ခဲ့ရာကြောင့်အသက်65နှစ်အရွယ်အမျိုးသမီးတဦးနဲ့သူ့ရဲ့သားဖြစ်သူအသက်40အရွယ်အမျိုးသားတဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။ဒါအပြင်ညောင်ပင်ရွာကိုလည်းအကြမ်းဖက်စစ်တပ်ကစတေမာလာ26ရက်နေ့မှာလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့ရာကြောင့်နေအိမ်နှလုံးမီးလောင်ပျက်စီးခဲ့တယ်လို့သိရပါတယ်။အဲဒီလိုပဲစတေမာလာ29ရက်နေ့နေ့လယ်2နာရီခွဲကလည်းရှမ်းပြည်နယ်ကြောင်မဲမြို့နယ်မှာရှိတဲ့နမ်စော့ကျေးရွာကိုအကြမ်းဖက်စစ်တပ်က လေရင်နဲ့ပေါင်250ပုံးတလုံးနဲ့လက်နက်ကြီး6လုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်အမျိုးသားတဦးခြေထောက်မှာထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင်ပြောင်းမှုကင်းနဲ့လည်းထိခိုက်ပျက်စီးခဲ့တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်။ဒါအပြင်အကြမ်းဖက်စစ်တပ်ကအဲ့ဒီနေ့မှာမိုင်းလုံးမြို့နယ်ပန်တပြေကြီးရွာကိုလည်းတိုက်ပွဲမဖြစ်ပွားပဲလေရင်နဲ့ပေါင်900ပုံးတလုံးကျဲချတိုက်ခိုက်ခဲ့တာကြောင့်ဖုံးကြီးကျောင်းနဲ့နေအလုံး20ထိမှန်ပျက်စီးခဲ့ပါသေးတယ်။ ပြည်သူတွေအနေနဲ့လည်းအကြမ်းဖက်စစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကိုရှောင်ရှားနိုင်ဖို့အတွက်စည်ရေးသတိအမြဲရှိဖို့လိုအပ်ပြီးလေကြောင်းရံကာကွယ်နိုင်ဖို့ကိုလည်းလေကြောင်းရံကာကွယ်ရေးဆိုင်ရာနီးလန့်တွေကိုလိုက်နာဆောင်ရွက်ဖို့လိုအပ်တယ်လို့ TNL ကထုတ်ပြန်ထားပါတယ်ရှင်ဒါကတော့ရန်ကုန်ခေတ်သစ်ရဲ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်ကျမကတော့ရှားပါ